အားသောဝါလာရှင်ညူပေါင်းလုံးများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဇူလိုင်လ၁ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဇူလိုင်လအတွင်းမှာလည်းကျွန်တော်ညီကိုတွေမျှော်လင့်နေကြတဲ့တိုက်ဆက်ပိုင်းနဲ့ပတ်သက်တဲ့လူတွေ Hiwi ကို online မှာစောင့်ကြည့်သွားမှာပါ YouTube TikTok Facebook ကကြည့်ရှုသူများအလုံးလဲကျေးဇူးတင်ပါတယ် ပထမဦးတင်တဲ့ပုဂ္ဂိုလ်တော့ EVRG အစည်းနဲ့ပတ်သက်ပြီးတော့ Fabiso Romano ကိုယ်တိုင်ပြောထားတဲ့သတင်းတွေမှာကျွန်တော်စလိုက်အောင်ဒါတော့မနီယာညာအစောပိုင်းကတက်လာခဲ့တဲ့သတင်းပေါ့လေ EVRG အစည်းဆိုတာကအခုနောက်ပိုင်းအာဆီနယ်နဲ့ခက်ဆစ်စိတ်သတင်းထွက်လာခဲ့တဲ့ကွင်းလန်တိုက်စစ်မှာတော့တော်မှန်မှန်ဆော့လို့ရတဲ့အင်္ဂလန်သား home ground player အခု Romano ရဲ့ဖော်ပြသွားချက်အရဆိုရင်တော့ပြီးခဲ့တဲ့စနေတနင်္ဂနွေတော့အာဆီနယ်သင်းတာဝန်ရှိသူတွေနဲ့တစ်ဖက်က EVRG အစည်းရဲ့ကိုယ်စားလှယ်နဲ့တွေ့ဆုံဆွေးနွေးမှုတချို့လုပ်ခဲ့တယ်။အဲ့ဒီမှာအစည်းရဲ့ ိုစလေတွေကအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဗောလေသူ့ရဲ့ကစားသမောက်လိုချင်လို့ရှိရင်ပြောင်းရွှေ့ကြည်လောက်ခလာစာပြီးတော့ပေးရမယ့် payment structure ရဲ့ add on bonus တွေကိုအပြည့်အစုံဒါပေးအပ်ခဲ့တယ်ကြားသိရတယ် condition အခြေအနေအစုံစုံပေါ့လေကျွန်တော်နားလည်ထားတော့အဲ့လိုပုံစံမျိုးပဲအဲ့တော့ကစားသမားတော့သူ့ရဲ့ဒီကိုယ်စားလှယ်တွေကတော့သူ့ရဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့အာဆင်တွေကိုအပြည့်အဝရှင်းပြထားတယ်အကယ်၍ဒီလိုလိုအခြေအနေတွေရှိတယ်ပေးမန်းကတော့ဘယ်လိုရှိတယ်ကစားသမားလောက်ခဘလောက်လိုချင်တယ်မင်းတို့ခေါ်မယ်ဆိုလို့ရှိရင်တော့ဘလောက်ဘယ်နှရေးချနဲ့ရနိုင်တယ်ဆိုပြီးတော့အာဆင်တွေကိုအပြည့်အဝပြောထားတယ်ဒါပေမဲ့အာဆင်ရဲ့အခြေအနေလည်းသိရတဲ့အတိုင်းပဲဒီကစားသမားကိုအာဆင်နဲ့လွတ်လွတ်ကျွတ်ကျွတ်ခေါ်လို့ရနိုင်လားဆိုတော့မဟုတ်ဘူးအာဆင်နဲ့အပြိုင်ခေါ်ဖို့အတွက်ဒီကစားသမားကိုစောင့်ကြည့်နေအတင်းတင်းရှိတယ်အဲ့ဒါကမျိုးကန်ပြိုင်ဘက် Tottenham Hotspur အဲ့တော့အာဆင်နယ်အခုတွဲဆုံဆွေးနွေးထားရဲ့အဆင့်ရဲ့ကစားသမားရဲ့ကိုယ်စားလှယ်တွေအာဆင်နယ်ကိုပေးထားတဲ့သတင်းအချက်လက်တွေကြီးလိုက်မယ်ဆိုရင်တော့အာဆင်နယ်ကတရားဝင်ကမ်းလှမ်းမှုမလုပ်ရသေးဘူးကလမ်းမယ်ဆိုရင်လည်းသူတို့စိတ်တိုင်းကြအချင်းတွေဖြစ်မှာသူတို့ကကန်လမ်းမှာဒါပေမဲ့တခုရှိတာအာဆင်နယ်ဘာကြောင့် EVG အစည်းနဲ့ပတ်သက်ပြီးဆွေးနွေးဝင်အဆင့်မဲ့လုပ်လဲဆိုတော့သူတို့တကယ်လိုချင်တဲ့ number 1တက်စစ်တောင်းမှာကစားသမားက Rodrigo Rodrigo တတင်းကိုတော့ကျွန်တော်ပြီးရင်နောက်တတင်းတစ်ပုဒ်နဲ့ချိတ်ဆက်ပြီးဖော်ပြပေးမယ်အဲ့တော့ လက်ရှိအချိန်မှာသူတို့လိုချင်ဆုံးတက်စစ်တော်မှန်ကစားမရတဲ့တင်မထူးသေးတဲ့အချိန်မှာအရန်ပြတ်မှတ်တည်းဖြစ်တော့အင်္ဂလန်သားလည်းဖြစ်တယ်ဟုံးနောင်းပလေယာလည်းဖြစ်တယ်တစ်ချိန်တော့အာဆင်နဲ့အကယ်ဒမီကလည်းကာထားတစ်ခုကြာနေခဲ့ဘူးတဲ့ EVRC အစည်းအဝေးကိုဆိတ်ဆက်တာတယ်အကယ်ဒမီပြောင်းရွှေ့ခြင်းနှစ်ခုအတူတူဆိုလို့ရှိရင်အဲ့ဒီကစားသမားအာဆင်တွေကိုပဲလာမယ်ဆိုပြီးတော့ဒါတော်များ report တွေကရေးသားထားတယ်ဗောလေကစားသမားလည်းတစ်ခါပြောထားဘူးတဲ့အာဆင်နယ်အသင်းမှာစောက်ကျင်တာသူ့ရဲ့ကစားသမားဘဝအိမ်မက်ပဲလို့တခါပြောထားခဲ့ယူပဲလို့အဲ့တော့ဒီကစားသမားရဲ့စာချုပ်ဖြတ်သိမ်းကြီးကတော့ပေါင်တန်း60ရှိတယ် ပြီးတော့သူကတော့အာဆင်နယ်ချစ်တယ်လို့တော့ပြောတာပဲဒါပေမဲ့အဲ့အာဆင်နယ်ချစ်တယ်ဆိုပြီးအာဆင်နယ်နဲ့တွေ့ရင်ကြိတ်တဲ့ကစားသမားတွေပရီးမီးယားလိမှရှိတယ်အဲ့ဒါကတော့ဒီ EVG အစည်းရဲ့ Isak ရဲ့နောက်ပြီး Oliver King ရဲ့ပေါ့လေအာဆင်နယ်စီလာခြင်းနဲ့အာဆင်နယ်သဘောကျတယ်ဆိုပြီးထုတ်ပြောထားပြီးတော့တွေ့ရတဲ့ကြိတ်ထားတဲ့ဒေလူတွေပဲဒီဟာဒီပွဲပေါင်း43ဝင်မှာပွဲ40ပွဲထားတာလေ14ကိုးတွင်12လုံးဖိုင်းထားတယ်ဒီနေ့မှာတစ်ခုပြောချင်တာတချို့ကလေ EVG အစည်းကိုမကြိုက်ကြဘူးအသက်26နှစ်ရဲ့ကစားသမားတူရမှာလဲ 一家东京、英格兰、红壤不里阿皮的。 ကျွန်တော်လည်းတချို့အပိုင်းလေးလက်ခံပါတယ်အဲ့တော့အစည်းဒီကျွန်တော်တို့တကယ်လိုချင်ခဲ့တဲ့အရန်မှွေနောက်ပြီးဝင်ကားနေဝင်တဲ့တောင်ပံတိုက်စစ်ကလာမဆစ်စစ်တူမဟုတ်ဘူးဆိုတာလက်ခံတယ်ဒါပေမဲ့ပြပရီးမီးယားလိမှာအသားကြပြီးသားဂိမ်းမိနစ်ပေါင်း1000000ကျော်လဲဆော့ထားပြီးတော့ဘယ်အသင်းနဲ့တွေ့ရင်ဘယ်လိုဆော့မလဲဆိုတော့ကောင်းကောင်းသိရကစားမတူမဝယ်တာထက်ဆိုင်တော့ဒီကစားမရောက်လာတာမဆိုးဘူးလို့ပြောလို့ရတယ်ဘာလို့ဆိုတော့အာဆင်နယ်ရဲ့ plan A တိုက်စစ်တောင်ပံကစားမကြီးတိတ်မကျင်းသေးတဲ့အနေအထားမှာရှိတယ်ဒါကြောင့်မို့အစည်းလိုမျိုးအာဆင်နယ်ဒီအန်နေလည်းရှိတယ်အာဆင်နယ်ကခေါ်လို့ရှိရင်စောစောစီးခေါင်းကြီးနိုင်ရင်ရှိတဲ့က ကစားသမားတူကိုတော့အာဆင်နယ်ကိုခေါ်လိုက်မယ်ဆိုတော့ကျွန်တော်သဘောကျဆိုတော့အဲ့ဒီချက်ကိုအဓိကပြောလို့တာပေါ့လေတပတ်ကိုပေါင်တသိန်းတော့သူကဟိုမှာရတယ်ပြီးတော့နောက်တစ်ချက်က2029ခုနှစ်ပဲတက်တန်းရှိတော့တာဒီနေမှာမရောက်ရင်နောက်ຫນွေကြလို့ရှိရင်ပို့ပြီးတော့ဈေးတောင်းရခတ်သွားပြီအဲ့ဒီအတွက်လေခရစ်စတယ်ပေးလေးတို့ကသူ့ကိုလိုချင်တဲ့သင်းနဲ့ပတ်သက်ပြီးတော့အကြီးကျဘယ်နှချိန်ပေးလို့ရတယ်တစ်နှစ်ကိုမှဘယ်လောက်ပဲပေးတစ်နှစ်ကိုတန်း30သုံးနှစ်ကိုတန်း60အတုံဘောနဲ့၈တန်း68တန်းပေးရင်လက်လွတ်ပေးသွားမယ်ဆိုပြီးတရားဝင်ပြောထားတာ ပမာဏနေထားရဆိုရင်တော့ရိုးရှင်းတယ်ဗောလေဒါပေမဲ့နောက်ွယ်မှာကျွန်တော်မမြင်နိုင်တဲ့ကစားမလောက်ခလာတာတောင်းဆုံမဲ့အပိုင်းနေပြီးတော့အဲ့ပေးချက်မဲ့ပေးမှတ်၃ချိန်ကိုဘယ်နှစ်နှစ်လဲဆိုတာတခါကျရင်၃ချိန်ပေးပါဆိုပြီးတော့နှစ်နှစ်တွင်းပေးရမယ်ဆိုတဲ့ဟာလက်ွက်တွေလည်းရှိသေးတယ်အဲ့တော့ EBRC အစည်းအာဆင်နဲ့ရောက်လာမှကျွန်တော်တို့စောင့်ကြည့်သွားမှာပါဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့မာကာသတင်းစာဖော်ပြသွားပါဒါကတော့ Real Madrid အသင်းရဲ့ဥက္ကဋ္ဌ Florentino Perez ကသူ့ရဲ့ပြောစကားနဲ့ပတ်သက်ပြီးဖော်ပြထားတာပေါ့လေ ရီယယ်မက်ဒရစ်အသင်းမှာမပြောတဲ့ကစားသမားကြီးအတွက်ထွက်သွားဖို့လမ်းဖွင့်ပေးထားပြီးသားဘယ်ချိန်မှဆိုအသင်းကြီးထွက်သွားလို့ရတယ်ဒီအသင်းတက်မပေးဆက်ချင်ဘူးဇဝေဇဝါဖြစ်နေဆိုရင်အသင်းကနေကြိုက်တဲ့ချိန်ထွက်သွားဆိုပြီးတော့ဒါရီယယ်ရဲ့ဥက္ကဋ္ဌကတော့ပြုံးဝင်လင်းလင်းပြောထားတယ်ဘာလို့သွားတွေ့ရလဲဆိုတော့ လက်ရှိအချိန်အထိဇာဗီလွန်ဆိုနဲ့ရိုဒီဂိုကိစ္စကဆွေးနွေးမှုကပြီးပြတ်သွားတယ်မှမဟုတ်သေးဘူးပြီးတော့ရိုဒီဂိုကဆက်ပြီးနေရမယ်ဆိုလို့ရှိရင်တော့မှအခြေလေပို့ပြီးစူးစမ်းအထောက်မဲ့ပုံစံမျိုးတော့ကျွန်တော်သိမ့်မယ်မြင်ဘူးဒီနေရာမှာအာဆင်နယ်ကတရားဝင်မကန်လေးသေးဘူးဆိုတာကကစားသမားကိုယ်တိုင်ကဟုတ်ပြီငါရီးယားနေထွက်ချင်တယ်ဆိုပြီးမပြောမချင်းအာဆင်နယ်ကလည်းစောင့်ကြည့်နေတာဒီမှာရိုမာနိုရဲ့ပြောစကားလေးကိုကျွန်တော်တစ်ချက်ဖော်ပြပေးဦးမယ်ရိုဒီဂိုနဲ့ပတ်သက်ပြီးအာဆင်နယ်ကအရင်အောင်သဘောကျတယ်နံပါတ်1တိုက်စစ်တောင်းပန်ဖြစ် သတ်မှတ်ထားတယ်။ဒါပေမဲ့အာဆင်နယ်တို့ကဒီကစားမောက်အချိန်ကြာကြီးဈေးကွက်ထဲမှာစောင့်နေမှာမဟုတ်ဘူး။အကိမရနိုင်တော့တေချာနေတော့စောစစ်စီပဲဒီကစားမောက်အစားတခြားကစားမောက်ကိုခေါ်ဖို့ရှိရဆိုပြီးတော့ရိုမာနိုကကြံကလေးဂျပန်ကပေါ်ပြသွားတယ်။ဒီချက်လက်တွေကြည့်တဲ့အခါမှာအာဆင်နယ်တို့ရဲ့နံပါတ်1တိုက်စစ်တောင်မှကစားမောက်ရိုဒီဂိုဆိုပေမဲ့ရှေ့သတင်းမှာပေါ်ပြခဲ့သလို EBRG အစည်းအရလည်းအာဆင်နယ်တဖြည်းဖြည်းနီးစပ်လာ။ဒါဟာဘာကြောင့်လဲ။ရိုဒီဂိုကျွန်တော်တို့ခေါ်ဖို့အတွက်တဖြည်းဖြည်းဝေးကွာလာသလိုခံစားလို့ကျွန်တော်တို့ရိုဒီဂိုကိုကြိုက်လားဆိုရင်တော့ကြိုက်တယ်ဒါပေမဲ့ ကိုသင်းကိုလာဖို့ကိုအခွန်ဆောင်ပြီးဘယ်လောက်ရမှလာမယ်လို့ပြီးတော့ရီယက်မှာအဆင်ပြေနိုင်သေးလားကိုတွေးနေတဲ့ဒီတန်ယုံတင်တစိမ့်တစ်ပိုင်းကြောင့်ကိုစိတ်မပြတ်သားဘူးဗျာမန်နေမပြတ်သားတဲ့ကစားသမားတို့ကျွန်တော်မခေါ်ချင်ပွေလင်ပြောတာ quality player ဆိုတော့လက်ခံတယ်အဲ့တော့တခါလေကြာရင်ကျွန်တော်ဘာကြောင့် EVG အစည်းကိုလိုချင်နေဆိုတာကကစားသမားစိတ်ပြတ်တယ် ပြက်ပြက်သားသားရှိတယ်။နှစ်သင်းပြိုင်ကန်လန့်လာရင်အာဆင်နဲ့ဒီအန်နီကိုပဲရွေးမယ်ဆိုတဲ့ပုံစံမျိုး။ဒါကြောင့်ရိုရီဂိုနေနဲ့ပြက်ပြက်သားသားရီယန်နေထွက်လာပြီဆိုတော့ကျွန်တော်တို့ကြိုဆိုမယ်။အကယ်များဟိုလိုလိုလိုဖြစ်နေလို့ရှိရင်တော့ဇူလိုင်လတွင်းမှာပဲအာဆင်တို့အနေနဲ့ပရီးမီးယားလိအသားကျပြီးသားတက်စစ်တောက်မှာကစားမတူဟိုခေါ်တင်တယ်လို့ကျွန်တော်ထင်ပါတယ်။ဒီနေရာမှာအခွန်ဆောင်ပြီးအသက်တင်လောက်ခလာတာယူတနှစ်ကို10တန်းလိုချင်နေဆိုတဲ့အနေထားကိုလည်းကြောညီကိုကြားမှာပေါ့အဲ့ဒါဒီပုံမှန်အားဖြင့်ဆိုရင်တော့အသက်တင်လောက်ခလာတာယူ10တန်းဒါပေမဲ့ပရီးမီးယားလိက ကစားသမားတယောက်ကသူတို့ရဲ့ရတဲ့လောက်ခလာသားရဲ့တက်ဝက်နီးပါးကိုအခွန်ဆောင်ရတာအဲ့တော့သူတောင်းဆိုတဲ့အခွန်ဆောင်မိသား၁၀တန်းဆိုတော့အာဆင်နယ်တို့တရားဝင်ခေါ်လိုက်မယ်ဆိုလို့ရှိရင်တော့တန်း၂၀လောက်ကြာတင်သွားမယ်ကစားသမားကို၁၀တန်းပရီးမီးယားလိဂ်ကိုအခွန်ဆောင်တာ၁၀တန်းအဲ့လိုဖြစ်သွားမှာပါတတိယမြောက်သတင်းတစ်ပုဒ်ကတော့ယာတီအစ်စ်မှာစပွန်ဆာအစ်စ်နဲ့ဖြစ်လာခဲ့တဲ့အာဆင်နယ်စပွန်ဆာဆိုတာကတော့ဒါ ဟိုအသေးလေးတွေပေါ့လေကိုစပွန်ဆာပုံစံမျိုးပေါ့ဒီလိုရင်ဘတ်ဂျာစီစပွန်ဆာပါညာမျိုးတော့မဟုတ်ဘူးအဲ့ဒါဘာလဲဆိုတော့ဂျပန်နိုင်ငံရဲ့နံပါတ်1ဘီယာကုမ္ပဏီဖြစ်တဲ့အစာဟိစူပါဒရိုင်းနဲ့အာဆီနယ်တို့ကဒါချိတ်ဆက်လိုက်ပြီပေါ့လေပါတနာတွေဖြစ်သွားခဲ့ပြီ official beer partner ပေါ့လေအရင်တော့ဟိုကြံခဲ့တဲ့တနေ့နှစ်တောင်ကလည်းအာဆင်နယ်နဲ့လက်တွဲတဲ့ beer partner တွေရှိပါတယ်အဲ့ဒါကတော့ဒီအာဆင်နယ်နဲ့လက်တွဲခဲ့မှုတဲ့ campaign ဟဲနေရာမှာသူတို့ကအစားထုတ်လိုက်တာ beer ထုတ်ကုန်တွေပေါ်မှာတော့ ဒီအာဆင်နယ်ရဲ့လူကိုသူတို့အသုံးပြုခွင့်ရသွားမယ်ပြီးတော့အမရိကွင်းတဲ့ကအမျိုးသားအသင်းအမျိုးသမီးအသင်းပွဲစဉ်တွေမှာဒီဘီယာတွေကိုရောင်းချသွားမယ်တရားဝင်ပေါ့လေဒါအာဆင်နယ်အသင်းကတော့ဒီဘီယာနဲ့ပတ်သက်ပြီးတော့သူတို့အကျိုးမြတ်တွေရမယ်ဘီယာလည်းအာဆင်နယ်ရဲ့အရှိန်အဟောင်းအောက်မှာသူတို့ပထမနာမည်ကြီးပြီးသားဆိုရင်လည်းပို့ပြီးဈေးကွက်ကျယ်ပြန့်သွားတဲ့သဘောဖြစ်သွားမယ်ပြီးတော့ဒီစက်တင်ဘာလ1ရက်နေ့ဆိုဒီဘီယာကုမ္ပဏီက85နှစ်ပြည့်ပြီကျွန်တော်ကြည့်ရတော့ဗောလေတကယ်ကိုမှ global brand တစ်ခုပါပဲ ီယာလောကမှာဆိုအကောင်းဆုံးလူတွေတစ်ခုပေါ့လေဒီနေ့မှာအာဆင်နယ်တို့ရဲ့ဒီ chief commercial officer ဖြစ်တဲ့ Julius Slot ပေါ်သွားတဲ့စကားလေးတချို့ကျွန်တော်ဖော်ပြပေးပါမယ်။ကမ္ဘာပေါ်ကအကောင်းဆုံး BI တွေတခုကိုကြိုဆိုလိုက်တာပါ။ပွဲနေတွေကပို့ပြီးတော့အရသာရှိလာမှာပါ။ Supply ရောက်သွားဖို့လန်ခီးမှာအစာဟိနဲ့အတူတူလက်တွဲခွင့်ရတာကဂုံယူပါလေဆိုပြီးသူကပြောသွားတယ်။သိပါတယ်။ လူခေါ်တာလွင်ကျန်တဲ့စီးပွားရေးလုပ်တဲ့ဘက်မှာအာဆင်နယ်ကပြောမနေနဲ့အခုနောက်ပိုင်းအာဆင်နယ်ကဟိုအတိတ်သမိုင်းမှာအောင်မြင်ခဲ့တာတပိုင်းပေါ့လေဒါပေမဲ့အခုနောက်ပိုင်းချန်ပီယံလိထောက်လျှောက်ဝင်ဝင်ရလာတဲ့အသင်းကလည်း1 2 4ထဲမှာထောက်လျှောက်ရက်တိလာတဲ့အခါမှာတော့လာပြီးလက်တွဲတဲ့ဒီ global partner တွေလာပြီးလက်တွဲတဲ့ဒီ sponsor တွေအစားတဖြည်းဖြည်းနဲ့ပို့ပြီးမြင်မာလာတဲ့ upgrade တွေဖြစ်လာတယ်အသင်းသင်းနိုင်ကြသွားပြီဆိုရင် sponsor ကြီးတွေကအရင်ဆုံးဖြောင်းခွဲသွားကြတာအဲ့ကြောင့် sponsor အသီးလေးတွေနဲ့တွဲရတယ်ဒါပေမဲ့အသင်းကနှစ်တိုင်း champion league ဝင်ရတာမျိုး super league ရတာမျိုးကစားသမားက ောင်းတွေပိုင်ဆိုင်လာတာမျိုးကြလို့ရှိရင်တော့စပွန်ဆာတွေကလည်းဒါပိုကောင်းတဲ့စပွန်ဆာတွေကပဲနေရာထိုးဝင်လာတာပေါ့လေအဲ့တော့အာဆင်နယ်သင်းနေတဲ့ဒီလိုစပွန်ဆာတွေပြုံမှကျွန်တော်မှတ်မိသလောက်ဆိုလို့ရှိရင် hotel.com လို့ application ဒီဝန်ဆောင်မှုပေးတဲ့ဟာမျိုးတွေ hotel နဲ့ပတ်သက်ရင်ဝန်ဆောင်မှုပေးတဲ့ဟာမျိုးတွေနောက်ပြီးတော့ဒီကားတိုက်ရကုမ္ပဏီတွေအများကြီးပဲအာဆင်နယ်နဲ့လက်ထက်ကုမ္ပဏီရှိတယ်ဟိုတလောကတော့မှဒီလက်မောင်းကစပွန်ဆာလေးကိုသူတို့ရုပ်သိမ်းမယ်လို့ကြားသိရတယ်။ဘာညာညှိလို့ဆိုပြီးတော့ဗောလေအဲ့တော့အာဆင်နယ်သင်းကတော့ business နဲ့ကြောင်းပြီးထားတဲ့ဘုတ်ဖွဲ့ကြောင့်ငွေကြီးနဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုဘူးဒါပေမဲ့လူအယောင်းဝယ်ကိစ္စတွေကတော့ကျွန်တော်ဇူလိုင်လတွေ့ပါပဲစောင့်ကြည့်သွားမှာပါ ဘောလုံးပွဲနဲ့ပတ်သက်ပြီးကိုထုစီမှာကစားကြင်တယ်ဆိုလို့ရှိရင်တော့ Viber ဖုန်းနံပါတ်39 646 63 3 Telegram နံပါတ်39 959 93 9ခေါင်းနေရာတို့မှာကစားလို့ရပါတယ်။ဘောလုံးပွဲကစားမယ်ဆိုရင်တော့ကျွန်တော်စီမှာလာဆော့လို့ရပါတယ်။နေ့တိုင်းသတင်းတွေကိုကိုထုစီမှာနားထောင်ပြီးတော့ဘောလုံးပွဲလောင်းမယ်ဆိုအေးဂျင်ချောချောလေးစီသွားတဲ့ကျွန်တော်ညီကိုတွေကိုလည်းဒီသတင်းလေးပါလိုက်ပါတယ်။ဒီမှာလာပြီးတော့ဆော့လို့ရပါတယ်။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Arsenal ရဲ့တမန်ကျော်တစ်လျှောက်ကပရီးမီးယားလီဂ်ရဲ့လက်ရှိကလပ်သင်းရဲ့တမန်ကျော်တစ်လျှောက်ဈေးအများဆုံးရအောင်ရောင်းထားနိုင်တဲ့ကလပ်သင်းရဲ့ကိုစီရဲ့ အပြောင်းရွှေ့တွေကိုဖော်ပြပေးတော့ပါအာဆင်နယ်ကတော့သူတို့ဈေးများဆုံးရခဲ့တာတော့ချင်ပါလိန်ကိုရောင်းခဲ့မှုတဲ့ပေါင်35တန်းဒါကအာဆင်နယ်တည်းရဲ့တမန်ကြီးတစ်လျှောက်မှာဈေးများဆုံးရတာတဲ့ကစားသမားဈေးအနည်းဆုံးလက်ရှိပရီးမီးယားလိမ်းရောင်းထားတော့ဘန်လီ25တန်းဒီနေရာမှာအက်စတွန်ဗီလာအသင်းကတော့ဂျက်ဂရီလစ်ကိုသူတို့2021ရဲ့ရောင်းခဲ့တာပေါင်တန်း100ရရတယ်ဒါကမန်ချက်စတာစီးတို့ရောင်းလိုက်တာဘုံမောက်ကပေါင်65တန်းရတယ်ဆိုလန်ကီအပြောင်းရွှေ့မှာတော့ဘရိုက်တန်ကတော့ပေါင်135တန်းရှိတယ်ကိုက်စီတို့ရောင်းခဲ့တော့က ချဲစီကတော့ပေါင်89တန်းနဲ့ဟာဇက်ကိုရောင်းခဲ့တော့သူတို့အဲ့ပမာဏရခဲ့တယ်။ဒီမှာခရစ်စတယ်ပဲလီကတော့ပေါင်တန်း90နဲ့ဘီဆာကာကိုယူနိုက်တက်ကိုရောင်းတော့ရခဲ့ပြီးတော့အေဗာတန်ပေါင်85တန်းရခဲ့တယ်။လူကာကိုယူနိုက်တက်ကိုရောင်းခဲ့တော့ကယူနိုက်တက်ကတော်တော်အားပေးရနော်။သူတို့ပေးသက်တီကလူမွေဥပါညာကလပ်အသင်းတာဝန်ရှိသူကိုဆန္ဒပြတယ်ဆိုပေမဲ့သူတို့အသင်းကဝယ်ပေးတယ်။အသင်းအတွက်အသုံးမတည့်ရတာဖြစ်ကောင်းဖြစ်သွားနော်။ ဝယ်ပြီးတယ်မန်ချက်စတာစီးလျပေါင်64.4တန်ဒါကဂျူလီယန်အေဗရက်ကိုတီကိုရောင်းချတော့မှဖြစ်ပြီးတော့ယူနိုက်တက်တို့ကတော့ခရစ်စတီယာနိုရော်နယ်ဒိုကိုရောင်းချခဲ့တဲ့ပေါင်တန်း80လက်ရှိချိန်ကြီးသူတို့အသင်းရဲ့တမန်ရုံးရှောက်မှာအများဆုံးပဲနော်တန်ဖောရက်စ်ကပေါင်68.5တန်ဘရန်နန်ဂျွန်ဆင်ကိုစပါးကိုရောင်းချခဲ့တော့ကဒီညမှာစပါးတော့ပေါင်85သန်းနဲ့ဟယ်ဒီကင်းကိုရောင်းချခဲ့တော့ရှိပြီးတော့ဝက်ဆိုင်းနိုက်တက်ကတော့အာဆင်နယ်တင်းစီကိုဒီကလန်ရိုက်ကိုရောင်းချတော့ပေါင်105သန်းနဲ့ရှိခဲ့တာပေါ့လေလစ်ပါပူကတော့ ကော်တင်ယိုကိုဒါဘာစီလိုနာရောင်းချတော့ပေါင်142တန်းနဲ့အများဆုံးရှိခဲ့ပါတယ်။အာဆင်နယ်အသင်းအနေနဲ့တော့ကစားသမားတွေ not for sale ပါညာဆိုတဲ့အတွက်ညီမတဲ့ပြောင်းချွေခြင်းနဲ့ရောင်းဖို့တော့မရှိဘူး။အခုထွက်မဲ့ဇင်းချန်ကိုတော့မှသူတို့တိတ်ပြီးရောင်းဖို့တော့မရှိပါဘူး။ပေါင်တန်း20စုံစုံပေါ့။ကဲအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ Subscribe လေးနှိပ်သွားပြီးပါဦး။